ဆရာဒေါက်တာဖြိုးတီဟာရဲ့အဝေးကနေပဲဂယုဆိုင်နေရတဲ့အခါဒီစာကိုဖတ်ရှုခွင့်ပြုပါရင်ဆရာကိုလေးစားစွာ ခွင့်တောင်းလိုက်ပါတယ်ရှင် Long distance relationship လို့ခေါ်တဲ့ LDRS လို့ခေါ်တဲ့အနေဝေးတဲ့ချစ်သူတွေတော့ဒီခံစားချက်ကိုကောင်းကောင်းကြီးသိကြလိမ့်မယ်ကိုလိုအပ်နေချင်းသူကအနာမရှိလို့ခံစားရတတ်တယ်လို့သူလိုအပ်နေချင်းကိုကဘာမှလုပ်မပေးနိုင်တဲ့ခံစားချက်ကလည်းအတော်ဆိုးတယ် ဒီကာလမှာတော့ချစ်သူတွေမှမဟုတ်ဘူးအနေဝေးနေကြတဲ့၊ကွဲကွာနေကြတဲ့အတူရှိပေဖို့မလွယ်ကူတဲ့သူတွေမြောက်များစွာရှိလာတယ်။အထက်ရောက်သွားသူနဲ့လွမြောက်နေတဲ့သူနဲ့ရှေ့တန်းထွက်သွားသူနဲ့နောက်တန်းချန်ခဲ့သူပြည်ရင်းကနေထွက်မရသူနဲ့ပြည်ပကနေ ပြန်လာမရတဲ့သူစသဖြင့်ပေါ့မိသားစုတွေဖြစ်ရင်လည်းဖြစ်မယ်ညီကိုမောင်နှမတငယ်ချင်းရဲဘော်ရဲဘက်တွေလည်းဖြစ်နိုင်တယ်။နှစ်ဖက်စလုံးမှာတော့ခံစားချက်တွေပေါင်းစုံရှိနေလိမ့်မယ်ထင်တယ်။ မိတ်ဆွေတယောက်ရှိတယ်သူကကြာပြီ2021လောက်ကလေးကအထဲရောက်နေရတာသူ့မျိုးသမီးနဲ့လည်း꿰လိုက်ကြပြီဆိုတဲ့သတင်းလဲကြားတယ်တိတ်ချစ်ကြတဲ့သူတွေမို့ဘလို့တွေခံစားနေရမလဲတွေးကြည့်လို့တောင်မရဘူးကို့ကြောင့်ကို့ချစ်တဲ့သူကိုအချိန်မကုန်စေချင်တော့တဲ့စိတ်နာဂတ်တိကိုစတင်စေချင်တဲ့စိတ်တစ်ဖက်ကလည်းလက်လွတ်လိုက်ရလို့ဖြစ်နေမဲ့ပူဆွေးမှုဆုံးနေအောင်ခံစားနေရရှာမှာပဲကိုယ်တိုင်ကတော့လွတ်မြောက်နေတဲ့သူ ောက်ကနေပံ့ပိုးပေးရတဲ့သူပြန်လာမရတဲ့သူအဲ့ဒီအုပ်စုတဲ့ကျုံးဝင်နေတာမို့ကျွန်တော်တို့မှာဖြစ်တတ်တဲ့ခံစားချက်လေးတစ်ခုကိုရေးပြလိုတယ်အဲ့ဒါပါလဲဆိုတော့အဝေးကနေပဲဂယုဆိုင်နေရတဲ့ဖြစ်ကို စိတ်ပြက်ညီးငွေ့လာကြတာပဲကိုကိုကိုလည်းမကြိုက်တော့သလိုကို့အချင်းလေးကိုလည်းအားမရတော့ဘူးဒီလိုနဲ့နှုတ်ဆက်လာတယ်ဝမ်းနဲ့စရာတရင်တစ်ခုခုကြားရင်စကလုံးတွေရောခံစားချက်တွေပါပျောက်ရှလာတယ် ။ဒါကြောင့်မှဂျောင်းတောင်မမေ့ကျင်တော့တဲ့အထိဖြစ်လာတယ်။တစ်ဖက်ကကြလဲတရင်တောင်မေးဖို့မရဘူး။စကားနဲ့တောင်အားပေးဖို့မရဘူးထင်ချင်းထင်နေမယ်။တကယ်ကမဟုတ်ဘူး။ကိုကိုကိုတအားစိတ်ပြက်လာတာ။နေမကောင်းဖြစ်တယ်ဆိုစေးသေးချာတောင်းတော့စေးကန်းပြပေးပြီလား။ဒီလိုတွေပြောတာမေးတာဂူးဆိုင်တာကတစ်ခါကောင်းတယ်နှစ်ခါကောင်းတယ်မကြာခဏကြာတစ်ဖက်လူကနားလဲပါတယ်ဆိုတော့ကိုကမပြောချင်တော့အပြစ်ရှိတယ်လို့တာဝန်မကျေတယ်လို့ခံစားလာရတယ် ကိုရဲဘော်ရဲဘက်တွေရဲ့စိတ်မကောင်းစရာသတင်းတွေကိုကြားရတိုင်းလဲအဝေးကကူညီပေးရုံပြင်ဘာမှလောက်မပေးနိုင် အတူရှိမပေးနိုင်အဲ့ဒီထက်တစင်ထက်တရရင် ကိုချစ်တဲ့လူတယောက်ရဲ့နောက်ဆုံးအခိုက်အတန့်မှာတော့ရှိနေမပေးနိုင်တဲ့ကိစ္စပဲကိုတိုင်းမကြုံဘူးသေးပေမဲ့ခံစားကြည့်လို့ရတယ်ဘယ်လောက်မွန်းချက်ပြီးယူကျုံမရဖြစ်ရမလဲဆိုတာအဖေကတင်မောသားဆိုတော့သူ့အမေဆုံးတဲ့ချိန်ညီမတွေဆုံးတဲ့ချိန်မှာတင်မောပေါ်ရောက်နေတာ အခုခေတ်လိုလဲဆိုရှယ်မီဒီယာတွေကမရှိသေးဗီဒီယိုကောကလည်းခွန်မရတော့ဖုန်းနဲ့ပြောတဲ့သတင်းလောက်ပဲသိခဲ့ရတယ်။အဲ့ဒီတော့ကတော့ဖိကန်စားချက်ကိုဒီလောက်နားမလည်ခဲ့သေးဘူး။အခုကြမှပို့ပြီးနားလည်ရတယ်။စာနာနိုင်လာတယ်လို့ပြောရမယ်။ပုံမှန်ဆို ကိုပြီးရင်ပြီးပြုစုလို့ရတယ်။သူ့ရဲ့နောက်ဆုံးခီးအတွက်ပြင်ဆင်ပေးလို့ရတယ်။မိတဲ့ဂျိုဆက်ထဲမထက်ခင်ဒီဖန့်ငိုးလို့ရတယ်။ဒါတွေကကိုယ့်ရဲ့ပူဆင်းမှုကိုဖြည့်ဖြောက်တဲ့သဘောပါတယ်လို့ ကိုမလိုအပ်ချက်မရှိလိုက်ဘူးလူတွေသိမရှိ အကုန်လုံးပေးလိုက်နိုင်တယ်ဆိုတဲ့ခံစားချက်ကိုလည်းရစေတယ်။ဆုံးပါသွားလို့ဝမ်းနေရတာချင်းအတူတူနောင်တတော့နေသေးတယ်ပေါ့။တခါရေးဘူးတယ်လို့ပြောရရင် ပူဆွေးမှုဆိုတဲ့မြားတစင်းမယ်ဆူတယ်။နောင်တဆိုတဲ့မြားမဆူဘူး။အခုလိုဝေးရောက်နေတဲ့အခါကျတော့ပူဆွေးမှုမြားအပြင် နောင်တအပြည့်ရှိတယ်လို့ဖြစ်တဲ့ခံစားချက်ကိုကိုကိုအားမလို့အားမရဖြစ်မှု အခြေအနေကို စိတ်ပြတ်မှု ဒီခြေနေဖြစ်လာအောင်လှုပ်တဲ့လူတွေအပေါ်မှာမုံတီးမှုလက်တင်မခံနိုင်မှုဒေါသစတဲ့များတွေပါထက်ခါထက်ခါစုပြီးပြိုလဲကြရပါတယ်အစိုးရကအစိုးဆုံးခန်းစားချက်ကတော့ဒီလိုကိုချစ်တဲ့လူဆုံးမရတာမှာကိုကြောင့်လို့လူဖြစ်ခဲ့ရတာပါပဲလာရှာတာကိုမတွေ့လို့မိဘကိုဒုက္ခပေးရင် ကိုမိဘဆုံးပါသွားရတာမိဘတွေပါရှောင်ရင်တင်းရင်ကျမ်းမာရေးထိခိုက်ပြီးဆုံးရတာ ကိုရွေးချယ်မှုကြောင့်ငွေကြေးအဆင်မပြေတော့လို့စေကူတာစီရိတ်မထောက်ပံ့နိုင်တော့တဲ့အတွက်တည်သွားရတာဒီလိုဥပမာတွေပေါ့။ကာယကံရှင်ကတော့အပြစ်မမြင်ဘူး။တကယ်ဇင်းမြစ်တရားခံကဘယ်သူလဲဆိုတာလဲသိကြတာပဲ။ဒါပေမဲ့ကိုကြောင့်ဆိုတဲ့ခံစားချက်ကလည်းဖျောက်လို့ကိုမရနိုင်ဘူး။ကိုကိုကိုခွင့်မလွန်နိုင်ဘူး။တည်တဲ့အထိဖျောက်ဖို့ခက်တဲ့အထံရတွေဖြစ်ပါတယ်။အချိန်ဆိုတဲ့တမားတော်တောင်လက်မြောက်ရတဲ့နာကျင်မှုတွေပေါ့။ပုံမှန်အားဖြင့် ။စားမတွေရေးရင်ပြဿနာကိုအရင်ဖော်ပြရတယ်ပြီးရင်ဖြည့်ရှင်းနည်းနဲ့အဆုံးသတ်လေးရှိတယ်။ဒီတစ်ပုတ်မှာတော့ကိုယ်တိုင်တောင်ဘယ်လိုဖြည့်ရှင်းရမယ်တကယ်မသိပါဘူး။တေခွဲခွဲတာအထိမကြုံဘူးသေးတဲ့သူတွေဆိုလဲပြန်မစုံနိုင်မချင်းကျန်ကျန်မာမာရှိနေပေးပါဆူတောင်းယုံပြင်ကိုလည်းတနည်းကြုံလာရနိုင်တာမို့စိတ်ကိုကြိုတင်ပြင်ဆင်ထားယုံပြင်ပါတတ်နိုင်မှာမို့လေအဓိကကဒီလိုချိန်မှာ ရှိနေရတဲ့သူတွေရဲ့ခံစားချက်ကိုထင်ဟပြယုံမှာပဲတခါတလေမှတိတ်ဆိတ်သွားတာဟာဂယုမဆိုင်ချင်တော့လို့လက်လွတ်လိုက်တာဟာမချစ်တော့လို့ဒါကြောင့်မှအကြောင်းတော်မမေ့တော့တာဟာအသေးမှလုံးလို့မဟုတ်ဘူးဆိုတာလေးသိထားကြရင်ပဲလုံလောက်ပါပြီဒေါက်တာဖြိုးသည်ဟာ29ရက်2လ2025နောက်တစ်ပုဒ်ကတော့စိတ်ဖိစီးမှုကိုကင်တွယ်ပုံခြင်းမတူကြပါဘူးစိတ်တွေမုန်းချတဲ့အခါ လိုအပ်တာတွေတယောက်နဲ့တယောက်မတူကြဘူးတယောက်ထဲမှာရင်တစ်ခါနဲ့တစ်ခါလဲမတူကြဘူးတချို့ကနားထောင်ပေးတာလိုချင်တယ်တချို့ကအားပေးစကားကြားချင်တယ်ကိုရံလည်းတစ်ခါတလေနားထောင်ပေးုံတက်တက်တစ်ခါတလေအားပေးစကားလိုချင်တယ်တချို့ကလည်းတယောက်ထဲနေချင်တယ်တချို့ကဒူးတယောက်ရဲ့ထွေပွေမှုကိုလိုအပ်တယ်တစ်ခါတလေရင်ဖွင့်ချင်တယ်တစ်ခါတလေကြားဒါတွေကိုဖွင့်ထုတ်ဖို့အစင်သင့်မဖြစ်သေးလို့ ကိုဘာဖြစ်နေတယ်အတင်မမီပဲကိုခံစားချက်တွေကိုဒီတိုင်းလေးနားထောင်ပေးတာ လက်ခံပေးတာပဲလိုချင်တယ်ဘာမှမဆိုင်တဲ့တခြားအကြောင်းအရာတွေရည်စရာတွေကြားချင်တယ်တခါတလေစာအုပ်ထဲချရေးတယ်တခါတလေ Facebook ပေါ်မှာရင်ဖွင့်တယ်တခါတလေအချိုတွေကိုစားချင်တာတွေစားပစ်တယ်တခါတလေကြတော့အိမ်တန်ရှင်းရေးထလုပ်လိုက်တယ်အိမ်ရှင်းသွားရင်စိတ်လည်းနည်းနည်းရှင်းသွားတယ်လို့ခံစားရလို့ဒီလိုတုံ့ပြန်ပုံတွေမျိုးမျိုးရှိကြပါတယ်ကိုယ်တိုင်တော့တပုံစံနဲ့အမြဲလိုအပ်နေတာမဟုတ်ပါဘူးဒါကို တတိထားမိဖို့လိုတယ်မဟုတ်ရင် तू မပြောချင်တာကိုအတင်းလိုက်မင်းမိတာမျိုးလုံးမိတတ်တယ်တယောက်တည်းနေချင်းသူကိုအနာမှာရှိနေပေးဖို့ကြိုးစားတာမျိုးကိုအားပေးစကားပြောလိုက်ခါမှသူ့မှာစိတ်အဆင်မပြေပိုဖြစ်သွားရတာမျိုးစသဖြင့်ရှိတတ်ပါတယ်ကိုရင်လည်းကြုံမှုကြလိမ့်မယ်ထင်တယ်ညပိရေကိုကိုကြိုက်တိုင်းလူတိုင်းလဲကြိုက်လိမ့်မယ်လို့မှတ်ယူထားလို့မရတယ်လို့ပေါ့ကိုကြိုက်တာကိုသူ့ကိုကြွေးမှလားသူစားကျင်တာကိုကြွေးကျင်တာလားတေချာစဉ်းစားကြည့်တဲ့နဲ့မဟုတ်ရင် နှုတ်နှစ်ဖက်စလုံးအတွက်အဆင်မပြေပါဘူးပေးသူမှလည်းစိတ်မကောင်းဖြစ်ရလက်ခံရသူမှလည်းအာနာရနဲ့ဒါကြောင့်ကုပဝင်ခြင်းကအချစ်တဲ့ခင်တဲ့သူတွေစိတ်ထိခိုက်တဲ့အခါဝမ်းနေနေတဲ့အခါစိတ်ဖိစီးနေတဲ့အခါအကူအညီတခုခုဖြစ်စေလိုတယ်ဆိုရင်လူတွေရဲ့မတူကွဲပြားတဲ့သဘောကိုနားလည်ထားဖို့သိအရေးကြီးပါတယ် Daily Dose of Sunshine ဆိုတဲ့ series ထဲမှာမင်းသမီးကစိတ်ကြောဂါခံစားနေရတဲ့ ိတ်ရာထဲမှာပဲခွေနေတယ်ဒါကိုမင်းသားဖြစ်သူကအာမလို့အာမရဖြစ်ပြီးသူ့စီရောက်လာအကန်းလိုက်ကတွေဆွဲဖွင့်အတင်းဆွဲသူအပြင်သွားဖို့ခေါ်နေတွန်းအားတွေပေးတယ်အသေးကွဲနေတဲ့သူကိုဒါမျိုးခက်ကြံကြံလောက်ပြတာကအစဉ်ပြေကောင်းပြေးနိုင်တယ်စိတ်ကြယောဂါဖြစ်နေသူကိုအဲ့ဒီလိုလောက်တာကြာနှိမ့်ဆက်နေတာနဲ့တူတယ်ဆိုပြီးဆံဝင်ပြောပြလိုက်တာလေးကိုအမြဲသတိရတယ်ဒါကြောင့်စေတနာစောမကြီးဖို့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဘ ഹു ဒုတာများဖို့လည်းလိုအပ်လိမ့်မယ်လို့မြင်ပါတယ် ကျွန်တော်ဆို introvert ဖြစ်တဲ့အတွက်ကိုယ်ခံစားချက်တွေကိုထုတ်ပြောရတာအင်မတန်ခက်ပါတယ်။ပြင်နဲ့ပြင်မှန်းနဲ့တခါတလေအတင်းလိုက်မမေးပဲကျွန်တော်ဟာကျွန်တော်အေးအေးဆေးဆေးနေဖို့လွတ်ထားပေးလိုက်တာကပုံပြီးအကူအညီဖြစ်တတ်တယ်။အစဉ်သင်ဖြစ်တဲ့အခါပြောနိုင်လာတဲ့အခါပြောလာပါလိမ့်မယ်။သို့တော့ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကြောင့်ဒီလိုငြိမ့်နေတာကိုမကြိုက်ဘူး။ဘာဖြစ်ချင်းလဲ။ဘာဖြစ်နေရလဲသိချင်နေကြတယ်။မရမကအတင်းလိုက်ပြီးတော့သူတို့နဲ့ကိုယ်နဲ့ပါစကားများရရောကျွန်တော်လည်းစိတ်တွေချင်းချက်လာရော။ ျွန်တော်လူလူတွေဆိုဒီခံစားချက်ကိုကောင်းကောင်းသဘောပေါက်လိမ့်မယ်။နေရာပြောင်းစဉ်းစားကြည့်တော့ကိုယ်တိုင်လည်းကိုချစ်တဲ့လူတယောက်တစ်ခုခုဖြစ်နေရဆိုမဖြစ်နေလဲသိကျင်တာပါပဲ။ကူပေးကျင်တာပါပဲ။နားတော့လည်းပေးနိုင်ပါတယ်။ဒါကြောင့်ခုအလဲမှာအတင်းလိုက်မမေးမိအောင်စူးစမ်းတယ်။စိတ်မဝင်စားသလိုဖြစ်မှာဆိုလို့ပြောချင်လာတဲ့အခါကျွန်တော်ရှိတယ်နော်ဆိုတာမျိုးတော့အသေးချာပြောပြထားတယ်။သူ့ကိုချိန်ပေးတယ်၊ space ပေးထားတယ်။ဘယ်လိုပဲဖြစ်ဖြစ် လူရည်ရဲ့စိတ်ဖိစီးမှုကိုကင်တွယ်ပုံချင်းတူမနေကြဘူးဆိုတဲ့အသည့်ကလေးရှိထားရင်ပဲခုပံဝင်ရင်ကလူတွေအတွက်အကူအညီမဖြစ်တော့အနည်းဆုံးတော့ကို့ကြောင့်စိတ်အနှောက်အယှက်တမဖြစ်ရစေဖို့ဆင်ခြင်နိုင်မယ်လို့တော့မြင်မိပါတယ်ဒေါက်တာဖြိုးတီဟာ26ရက်3လ2025